မင်္ဂလာပါရှင်စစ်တပ်ရွှေကောက်ပွဲပါဝင်သူတွေကို ပြင်းထန်စွာအရေးယူမယ်လို့ရှမ်းတောင်ကရင်တိုင်းစစ်ထဏာဗျူဟာစတိထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်ရှင်အာနာတင်းစစ်တပ်ပြုလုပ်မယ်အတူရောင်ရွှေကောက်ပွဲမှာပူပေါင်းပါဝင်သူတွေကို ပြင်းထန်စွာအရေးယူမှာဖြစ်တယ်လို့ပြည်ထုတ်ကာကွယ်ရေးတမတော် PDA ရှမ်းတောင်ကရင်တိုင်းစစ်ထဏာဗျူဟာစတိကနိုဝင်ဘာလ14ရက်နေ့မှာထုတ်ပြန်ထားပါတယ် စစ်တပ်ပြုလုပ်မဲ့အတုယောင်ရွေးကောက်ပွဲမှာပူပေါင်းပါဝင်ပြီးပြည်သူလူထုကိုမဲဆွယ်စည်းရုံးခြင်း၊ဖိအားပေးအကြက်ကန်ခြင်း၊သွေးဆောင်ဖျားယောင်းခြင်းတို့ပြုလုပ်နေတဲ့ပါတီဝင်တွေလူပုဂ္ဂိုလ်တွေကိုပြင်းထန်စွာအရေးယူမှာဖြစ်တယ်လို့အတည်ပြုထားပါတယ်။အာနာတင်းစတက်ကလာမယ့်2025ခုနှစ်ဒီဇင်ဘာလအတွင်းနဲ့2026ခုနှစ်ဇန်နဝါရီလအတွင်းအတုအယောင်ရွေးကောက်ပွဲကိုအာဓမာပြုလုပ်ဖို့ဆောင်ရွက်နေတယ်လို့ဖော်ပြထားပါတယ်။ စစ်တပ်ကရွှေကောက်ပွဲ ကာလမတိုင်ခင်မှာတာလုံအင်အားအတုံးပြုပြီးတော်လရင်တပ်ဖွဲ့တွေထင်းချုပ်ထားတဲ့နယ်မြေတွေကိုအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အပြင်အရက်တောင်းတွေရဲ့နေအိမ်စာသိန်းကျောင်းဖျားကျောင်းဘုံတော်ကြီးကျောင်းတွေကို လေရင်မျိုးစုံအုံပြုပြီးဘုံကျဲတိုက်ခိုက်မှုတွေပြေလည်နေတယ်လို့ဆိုထားပါတယ်။ဒါကြောင့်ရှမ်းတောင်ခရနေတန်းစစ်ဌာနအုပ်ရှိ PDA ဘျူဟာစစ်တပ်အနေနဲ့ခရနေမှာစစ်တပ်အုပ်ချုပ်မှုမရှိစေဖို့အတွက် စစ်တပ်ပြုလုပ်မဲ့အတုရောင်ရွေးကောက်ပွဲကိုမကျင်းပနိုင်ဖို့တော်လိုင်းအင်အားစုတွေနဲ့ပူးပေါင်းပြီးတားဆီးခုခံတိုက်ခိုက်နေတဲ့အတွေ့ခရနီပြင်းတဲ့အတွင်းနဲ့နိုင်ငံအနှံ့မှာရှိတဲ့မိဘပြည်သူတွေအနေနဲ့စစ်တပ်ရွေးကောက်ပွဲမှာပူးပေါင်းပါဝင်ခြင်းမပြုလုပ်ကြဖို့တိုက်တွန်းထားပါတယ်ရှင်။